နော်နောက်တစ်ခုကမလေးရှားဝန်ကြီးတောက်ခုပြောတယ်ဟိုမြန်မာပြည်မှာတဲ့ဒီအာဆီယံအချက်လက်တွေကိုအာဆီယံဘုံတော်ချုပ်၅ချက်ကိုမင်းအောင်နိုင်ငံလိုက်နာတဲ့အတွက်ကျေးဇူးတင်တယ်ပေါ့မင်းအောင်မင်းမင်္ဂလာပါအခုတစ်ခေါက်မှာဆိုရင်တော့ခွေးစီဦးစီးတဲ့ငပိန်းအဖွဲ့တွေကအာဆီယံဖွဲ့ဝင်နိုင်ငံတွေကိုစတင်ပြောဆဲဆိုတိုက်ခိုက်လာပါပြီအဓိကကတော့မလေးရှားဝန်ကြီးချုပ်ပေါ့နော်မလေးရှားဝန်ကြီးချုပ်ကကာချုပ်ကြီးပကရက်တီတဲ့အတွက်နီပိန်းတွေကတော့တော်တော်လေးလောင်ချနေပါပြီမြို့တိုင်းညညရေးအစိုးရ NUG ရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာ သတင်းစကားပြောကြတဲ့အစီအစဉ်ကနေဥနေဘုံလက်ကနေဒီတော်လှန်ရေးနဲ့ပတ်သက်လို့ကျွန်တော်အတိုက်ခံပါတီတို့ပြည်တွင်းစစ်တို့စတဲ့အဲအတိုက်ခံအင်အားစုတို့ပြည်တွင်းစစ်တို့စတဲ့အတုံးပြတို့နိုင်ငံတကာတုံးနေတာနဲ့ပတ်သက်ပြီးတော့တတိမတုံးဖို့ကိုပြောကြပါတယ်အင်မတန်ပြောတဲ့နော်စကားကိုပြောင်းပြောကွာအခုနိုင်ငံတကာရဲ့ဖိအားတွေကဘယ်လိုပုံစံလာလဲဆိုတော့ရှင်းရှင်းပြန်ကိုယ့်ဘက်ကစာနာတို့ဘာလို့လို့နဲ့ဒီကြားတွေကိုအတက်တွင်းပြီးတော့မြန်မာပြည်ကိုဝိုင်းကုတ်တွင်းစုပ်ဖို့လုပ်နေကြတာအဲ့ဒီနေရာမှာကျွန်တော်တို့က ပြည်သူဒီအခရာပဲဖြစ်တယ်အဲ့တော့ပြည်သူကြီးကအတန်ဒီပြည်သူရဲ့ဆန္ဒဒီကျွန်တော်တိတိမိမိလုံနိုင်မှုလိုအပ်တယ်တဖြည်းဖြည်းနဲ့မျှော့တွေးဆန်းလာတယ်အခုဆိုရင်တစင်နဲ့မလေးရှားမြို့ကိုပေါင်းပြီးတော့မြောက်နိုင်ကိုခေါ်တွေ့မယ်ဘာမှမဆိုင်ဘူးနော်နောက်တစ်ခုကမလေးရှားမြို့ကိုအခုပြောတယ်ဟိုမြန်မာပြည်မှာလည်းဒီအာဆီယံအချက်လက်တွေကိုအာဆီယံဘုံတော်ဘုံ၅ချက်ကိုမြောက်နိုင်ရဲ့လိုက်နာတဲ့အတွက်ကျေးဇူးတင်တယ်ပေါ့မြောက်နိုင်ဘယ်နေရာကိုအာဆီယံဘုံတော်ဘုံ၅ချက်ကိုလိုက်နာတာရှိတယ်အဲဒီနဲ့တခြားချက်ကြီးမှာတော့ဘုံချင်းပြီးတတ်တယ်တော့မှာ ဒါပေမဲ့နိုင်ငံတကာအနေနဲ့သူတို့ခံရတာမဟုတ်ဘူး။သူတို့အနေနဲ့သူတို့အတွက်အကျိုးအမြတ်ရဖို့အတွက်လူရုံမှဖြစ်နေတယ်သူတို့ပေါင်းတင်းမဲ့ဆိုတဲ့ပုံစံမျိုးလောက်လာတဲ့အစိုးဆုံးအာဆီယံပဲ။နော်။ UNG ရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလာကဒီလိုလူတို့နဲ့နိုင်ငံတကာကိုတည်င်းပါတဲ့အစီအစဉ်မှာအဲ့ဒီကြောင်ထည့်ပြောရတာအင်မတန်မှန်တယ်အင်မတန်ပြောတဲ့ကိစ္စပဲ။နော်။နိုင်ငံတကာအတိုင်းဝိုင်းနေနေရရှင်းရှင်းပြောရင်ဖာကောင်းလူတက်မလားတမဖြစ်နေပါစေ။နော်။ပတ်စံရှိတဲ့ကောင်ဆိုရက်ွက်ထဲမှာအိမ်ဝန်းထိုင်ပြီးတော့အဲ့ခန့်တယ်လို့ပဲ။ နော်လက်ရှိမင်းအောင်နိုင်တဲ့ပေါင်းရင်တို့တို့အကျိုးမြတ်ရမယ်ဆိုရင်မှားတာမှန်တာကိုမတည်ဘူးမင်းအောင်နိုင်တဲ့ပေါင်းလေနော်ဒီမှာကျွန်တော်ပြောမှုတဲ့စကားတစ်ခုရှိတယ်ဒီထိုင်းနိုင်ငံမှာလက်ရှိတောင်ဝင်ထမ်းဆောင်တဲ့အရာရှိကြီးတယောက်ပြောတဲ့စကားရှိတယ်နော်တို့ကဘာပြောလဲဆိုတော့မှန်တိုင်းကအိုင်းမပြောနဲ့တဲ့မမှန်နေတယ်မင်းမှန်တယ်မလားတဲ့မှားရှင်လားတဲ့ရတယ်ခက်ကားလားနော်အဲ့ဒီဟာတော်တော်သူပြောတာဟုတ်ဒါတို့ကစေတနာရှိလို့ပြောပြတယ်မမှန်နဲ့တော့တဲ့ထောက်တယ်မရှိဘူးရော့ င်း9000ထဲလိုက်တယောက်9000ထဲလိုက်ဝေမန်နီယံလွှဲလိုက်မှားတင်လားတဲ့မှန်နေတဲ့လူတယောက်ကလည်းဖားတယ်လို့လုပ်ရလို့ရတယ်တဘောတော့အဲ့တော့လက်ရှိမင်းအောင်နိုင်ကိုမှားနေတာသူတို့တိနော်မှားနေတာတိရတဲ့တန်းနဲ့ဒီမှားတာကိုမှန်တယ်လို့လုပ်မဲ့နိုင်ငံရုပ်မာတဲ့နိုင်ငံကောင်းဆောင်အများကြီးအဲ့ဒီပေါ်မှာကျွန်တော်တို့ဘက်ကအသေးစိတ်အချက်လက်ကိုတည်တည်ချာချာဖြစ်ဖို့လိုအပ်တယ်ရှင်းရှင်းပြောရရင်တော့ကျွန်တော်တို့လက်ရှိမြန်မာပြည်မှာဖြစ်နေတာဒီရှင်းရှင်းလင်းလင်းအရာတခုတိုင်းပြည်စုပူလို့ နော်စစ်တပ်ကအာဏာသိမ်းပြီးတိုင်းပြည်ကိုထိန်းလိုက်တယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးနော်ဒါကပွဲပြဲစွာနိုင်ငံတကာအနေနဲ့တိအောင်နည်းနည်းလေးစကားလုံးအမှားရတယ်လမ်းထောက်နိုင်တဲ့ကိုယ့်ဘက်ကလူတွေစီးဖို့လိုအပ်တယ်နိုင်ငံတကာကမင်းတို့ NUG ကိုမင်းတို့စောက်ပိနေကြအောင်အကုန်တိသွားပြီကွာနော်ဘယ်သူမှမင်းတို့စောက်ဖက်ကိုမလုပ်တာနော်မင်းတို့ကလည်းမင်းတို့အဆင့်မင်းတို့အကြောင်းမင်းတို့တိဖို့လိုတယ်စောက်ပိရနော်လက်ရှိမြောင်းနိုင်အာဏာသိမ်းသွားတာဒီ2015မှာသူတို့တရားဝင်ပြည်သူရွေးချယ်တဲ့အစိုးရပါဆိုတင်မြှောက်ခဲ့တဲ့ ော်သူတို့စစ်အစိုးရကလုပ်ခဲ့တဲ့နော်ရွေးကောက်ပွဲအောင်နိုင်ခဲ့တဲ့အစိုးရဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှိချိန်ထိနော်တရားဝင်2015အစိုးရတပ်တန်းထဲမှာအတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံတော်ရဲ့ခေါင်းဆောင်တယောက်သမ္မတဦးဝင်းမြင့်က2015ရွေးကောက်ပွဲသမ္မတလက်ရှိချိန်ထိမင်းအောင်လည်းဖမ်းတဲ့အချိန်ထိသူ့မှာအာဏာရှိတယ်။နော်2015နဲ့2020အထိတက်တန်းရှိသေးတယ်။ ဲ့တော့2020ရွေးကောက်ပွဲကိုအကြောင်းပြပြီးတော့မဲသိနေတော့မှဒီဘက်မှာတာဝန်ထမ်းဆောင်နေစေတိုင်းပြည်ရဲ့ခေါင်းဆောင်တွေအဲ့တော့တိုင်းပြည်ရဲ့အစိုးရတရက်ဒေါ်ဆန်းစုကြည်ဦးဝင်းမြို့ဦးဆောင်တဲ့အစိုးရတရက်ပရဲဝင်အစိုးရတရက်ဒီကိုခါးချားမှာတနှက်ရှိတယ်ဆိုတော့စစ်ခေါင်းဆောင်တွေကအာဏာလွတ်ယူတာဒါမှပြည်သူစစ်ဖြစ်တာမဟုတ်ဘူးရှင်းရှင်းလေးပြည်သူစစ်မဖြစ်လို့ဘာဖြစ်လို့လဲစောက်ရှူပါအဲ ဒါလို့စစ်ဖြစ်နေတာကိုပြင်းစစ်မဟုတ်ဘူးဆိုတော့မင်းတို့စောက်လုံးနေတာတော်တော်လေးကန်းနေတာလားမသိဘူးเนาะစောက်ပေးနေတာเนาะနောက်တစ်ချက်ကလက်ရှိဒီဘက်အချမ်းမှာအတိုက်ခံလို့ပြောအောင်အတိုက်ခံမဟုတ်ဘူးเนาะ CRPH ဘယ်ပေါ်ပေါက်လာတယ် CRPH က2020ရွေးကောက်ပွဲမှာเนาะမြို့နယ်တိုင်းမြို့နယ်တိုင်းတိုင်းခရိုင်တွေကနေတီတူရွေးချယ်တင်မြှောက်လိုက်တဲ့ဒီကိုယ်စားလှယ်ကိုပြည်သူကိုယ်စားလှယ်အဖြစ်တပ်မှတ်လိုက်တဲ့ ပီသူကိုစလဲလေလေပီသူပီသူတို့အရန်ရှောက်မပြောနဲ့ကွာတော့ငါကြားပြင်းတို့ခတ်တယ်ပေါ့နော်မင်းတို့ဒီအန်ယူဂျီတို့ဆီယာပေးတို့ကိုဘယ်ပီသူဆိုတာမင်းတို့လူနည်းစုငပိန်းနေပဲထောက်ခံပြီးတော့လက်ခံနေတာကွာနော်စစ်တပ်အာဏာသိမ်းတဲ့အချိန်မှာလွှတ်တော်ကအစီဝေးခေါ်ဖို့လုပ်နေတယ်2020ရွေးကောက်ပွဲတက်လာတဲ့လွှတ်တော်ကိုစလဲလေအဲ့ဒီကိုစလဲလေကအာဏာသိမ်းလိုက်တဲ့အတွက်လွှတ်တော်မှာသွားပြီးအစီဝေးခေါ်လို့မရဘဲနဲ့ဒီမှာဆီယာပြေးဆိုဖွဲ့ပြီးတော့အစီဝေးခေါ်ပြီးတော့ဒီပီသူလူထုတိုင်းပြည်အတွက်တို့အလုပ်တော့လုပ်တာ ော့တကယ်တရားဝင်တာဒီဘယ်သူတွေလဲလက်ရှိချိန်ထိအယူဒီ CRP ကိုလည်းနိုင်ငံကပါလီမန်မှန်မှန်ဖွဲ့ကမြန်မာပြည်ရဲ့တရားဝင်လွှတ်တော်တရားပြအတိမပြုထားတယ်ဘယ်နှမ်းမှာအသွားအတိမပြုတာနည်းနည်းလေးဟိုတက်တင်နေတကွာချပြပါအောင်မလို့ကောင်တွေကလေပောက်ပန်းလေးတဲ့အောက်တန်းစားစိတ်ကြတဲ့နေအပီသူတွေရှော့ရှော့တင်းတဲ့နေဘယ်သူမှမလို့ရဲ့ MG CRP ကိုလေစောက်ဖက်ကိုမလုပ်တာနော်အခုချိန်ဒီမလို့ကောင်တွေကအဲ့ဒါကိုလေအေးဖင်ပက်ပြီးတော့ညင်းနေတော့မယ်ကွာနော်ဟုတ်တယ်နော်အဲ့တော့ဒီ CRPH ဒီအာနာသိန်းကားတဲ့စစ်ကောင်စီကိုအကြမ်းဖက်အဖွဲ့စည်းပါလို့တရားဝင်ကြေညာထားတာရှင်းရှင်းလေးဒါကုန်တိုင်းကလည်းကတိတယ်မတိတာပေါ့မင်းအောင်နိုင်မတရားလုပ်ထားတဲ့နိုင်ငံကတိတယ်မင်းအောင်နိုင်ပြည်သူတက်နေတာတိတယ်ဒါပေမဲ့မဖြစ်တယ်ခွင်းကပြောဆိုဖားနေတာမှန်အောင်လုပ်ဖို့အတွက်စကလုံးနေတဲ့အရင်သွေးသွေးစမ်းတယ်အဲ့ဒီကနေတစ်စစ်အပြင်းပြင်းနဲ့ကျွန်တော်တို့နိုင်ငံကိုကြောက်တဲ့ဆွဲချပါဒါကိုပြတ်သားဖို့လိုတယ်ဒါကြောင့်မလို့လက်ရှိ နော်အာဆီယံစာပြီးကြည့်လိုက်ကမ္ဘာမှာအာဏာရှင်တွေကြီးဆုံးလာအခုအမေရိကန်မှာဖြစ်နေတာကြည့်ထရန့်လောက်ရက်ကဒီမိုကရေစီစံချိန်စံနှုန်းနဲ့တရားရငယ်တို့မကိုက်ညီဘူးအာဏာရှင်စံလာတဲ့အရာတွေအများကြီးတယ်အဲ့တော့နိုင်ငံတကာအနေနဲ့ကခုနကပြောသလိုအာဏာရှင်တွေအားကောင်းစာပြုတ်လာတယ်အဲ့ဒီအပေါ်မှာအဲ့ဒီအာဏာရှင်တွေခြေကုပ်ယူနေတဲ့တိုင်းပြည်တွေကလည်းသူတို့ပုံစံမျိုးသူတို့ကိုထိခိုက်လာမှာဆိုလို့ဟုတ်တယ်မလားအာရတ်တော်နိုင်ရေးကြည့်ပါနော်တော်နိုင်မိတော့ဆိုတာနိုင်ငံတကာကိုကူးဆက်တယ်ဒါသူတို့တည်ပြီးသားအဲ့တော့မြန်မာຫນွေဦးတော်နိုင်ရေးရဲ့မိတော့ဟာ ဒီပြည်သူတွေနိုင်ဝိုင်းရင်မြန်မာပြည်တွေမဟုတ်ဘူးငါတို့အာဆီယံနိုင်ငံတွေဆိုတော့ကြောက်မလို့ဘရောမမနိုင်အောင်နောက်နှစ်တစ်ထောင်တော့မနိုင်အောင်နော်ငါတို့ဘက်ကကူးလာတော့မယ်ငါတို့ရဲ့အာဏာရှင်တပ်ဖွဲ့ဒီမိုကရေစီတပ်ဖွဲ့နော်တွေ့နိုင်ငံတွေဆိုရင်အရှက်ဒီမိုကရေစီဆိုဘန်းပြတ်ထားတယ်အနောက်မှာလွတ်ရက်ကအာဏာရှင်လုပ်နေတာအာဏာရှင်ပဲဘာမှလုပ်လို့မရဘူးဒါပေမဲ့အရှက်ကာမာတော့စာလုံးတော့ဒီမိုကရေစီရေးထားတယ်အဲ့လိုဟာမျိုးတွေကမြမနွေဦးတော်လှန်ရေးအောင်မြင်သွားမှာအင်မတန်ကြောက် ဘာဖြစ်လို့လဲမြမလွယ်ဦးတော်နိုင်ရေးအောင်မြင်သွားရင်အဲ့ဒီတော်နိုင်ရေးမိတော့ကသူတို့နိုင်ငံတွေကိုကူးဆက်ပြီးတော့တို့တို့ထိုင်ကုန်ပြီးဟိုကလောက်ပါအဲ့ဒီအတွက်ဘာဖြစ်လဲအမ်အဖြစ်ချင်းနဲ့ဒီအာနာရှင်တွေကိုနေရာရအောင်လုပ်လာတယ်နောက်ပြီးတော့နောက်ဆက်ကခေဆက်ဆက်ခေဆက်ဆက်မြမပြည်မှာစစ်ဘုံချုပ်တွေကြီးစိုးလာတာဖြစ်တဲ့အတွက်သူတို့နဲ့ဝင်ထွက်ထားတဲ့စစ်ဘုံချုပ်တွေရဲ့လမ်းကြောင်းမရှိဘူးပြည်သူကိုယ်စားလေးလမ်းကြောင်းဆိုတာမရှိတော့ရှိတယ်အဲ့တော့သူတို့ကမိတ်ဟောင်းဆွေဟောင်းတယ်အဲ့တော့တရားတာမတရားတာမှန်တာမှားတာမသိဘူးဒီအပေါ်မှာကျွန်တော်တို့ဘက်က အနေနဲ့အများကြီးလိုအပ်တယ်အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်ဒီနေ့ပို့တစ်ခုဖတ်ရတယ်အဲပို့ပိုင်ရှင်နာမည်မပြောဘဲကျွန်တော်ပို့ဖတ်မှပြောပြအောင်အဲ့ဒီပို့မှာအဲ့ပို့လို့ပြီးကျွန်တော်တီးတဲ့တပုတ်ရိုက်ပေးပါဘာဖြစ်လို့လဲတူရေးထားတာအင်မတန်ကောင်းလို့ခွေးစီခွေးစီမင်းတို့ကလေနော်မင်းတို့အပေါင်းပါတယ်ပေါ့နော်မင်းဦးစီးပြီးတော့မင်းတို့ဘက်ကရက်တည်နေတဲ့စောက်ပိန်စောက်ပိတ်အောက်တန်းစားစိတ်သက်တည်နေကောင်းနေပေါ့နော်မင်းတို့ကောင်းနေကိုမင်းတို့ရဲ့ຫນွေဦးတော်လာရေးနိုင်မယ်လို့ကုသိုလ်ချင်းနေတော့အော်မင်းတို့ကောင်းနေလဲလေရောက်မင်းတို့နောက် အခုပြေသွားပြီလူပြန်ဖြစ်ထပ်ပြီးတော့တွန်းနှံအောင်ဘရောမနိုင်ပြေကြဘရောမနိုင်နော်အော်အခုချိန်နေမလို့စောက်ပေးနေရနားမလဲသေးဘူးနော်အော်မလို့ UNGC ပေးကိုဘယ်နိုင်ငံအသိမှတ်ပြုလဲမလို့ရဲ့အစိုးရဆိုတဲ့မလို့ရဲ့ဝန်ကြီးတို့တံပရဆိုတဲ့ကောင်တွေကောင်မတွေကိုဘယ်နိုင်ငံအများအသိမှတ်ပြုလဲတရားဝင်ခေါ်တွေ့တရားဝင်အစည်းအဝေးတွေဖိတ်ကြားဘူးလို့ ခါမှမကြောက်ဘူးဟိုခွေးတို့ဘောင်းကသွားပြီးတော့ဟိုလွတ်တော်ရဲ့အပြင်ဘက်မှာမွတ်တုတ်လေးထိုင်ဆောက်ပြီးတော့ဟိုတကယ်ကြောင်းနဲ့စကားပြောလိုက်မာလီနဲ့စကားပြောဇေဝန်နဲ့စကားပြောလိုက်နဲ့အဆင်တော့တော့ကွာနင်းရတယ်တာမန်ဟိုလမ်းမရဒေါင်းသားအောင်လို့နော်မလို့ကောင်နေရအခုချိန်ဒီနေကိုဆောက်ဆင်ကိုနေရကိုမသိအဲ့အဲ့ဒီကိုဆောက်ဆင်ကိုနေရကိုမသိတဲ့လူတွေဖြစ်တဲ့အတွက်မလို့ကောင်နေတော်လိုက်ဘလို့မနိုင်နောက်တစ်ခုမလို့ကောင်နေရသတိမှန်မှန်နဲ့တော်နိုင်